妈咪的要打，我真可打，把你的心的眼里想得美，侬个么呀个吧，你真苦哈，天啊我过目里飘飘么呀，今那日侬也可那里别别吧，咋那多你的那个。ဟုတ်ပါတယ်အခုဖေကတော့ ဘုံခစ်တဲ့ရတယ်ပေါ့နော်တချင်းတွေရေကလီဘက်ခစ်တီလည်းအဖေတချင်းတွေကပါပါတယ်နော်အဖေအဖေရေခဲ့တဲ့တချင်းတွေကတော့ပြောမှဆိုရင်အများကြီးပေါ့နော်အာအလီဂျိုက်အလီနိုယံဝင်တချင်းနေဆိုလဲမားလဲမောင်လို့ပစိုးနဲ့တိုက်ပုံလို့ဒေါ်လာစိတ်ကလေး360တို့အသိန်းနူးတော့ကြောက်တာပေါ့ပုံစုံကျူးလေးရှက်နေပြီတို့ဒါအဖေတချင်းတွေပေါ့ဟိုညီမပြီးသိန်းလက်လဲပါဆိုလဲအဲဟိုရွှေမြိုင်မှာပဲနေတော့မယ်တို့နော်ဆိုင်းဆိုင်မော်လဲပါဆိုကျွန်တော်ရဲ့စပယ် တော်ဝင်သစဉ်ရိုးရာမပြတ်တဲ့မြေအဲဒါလေးအဖေ့လက်ရလေပေါ့နော်ကျန်တဲ့အဆူတော်တွေမှာလည်းအများကြီးရှိပါသေးတယ်နော်သူပြောရင်ကုံမှာမဟုတ်ပါဘူးစကြံဆိုရင်ချမ်းတုံချမ်းတို့နှစ်သိမ့်မင်္ဂလာတို့ကိုရဲ့တိုင်ငုရဲ့ပန်ပလာရဲ့တို့ပေါ့နော်အများကြီးပေါ့နော်ဒီအဲဒါအဖေကဟိုဘက်ခေတ်ကတေးဆရာကြီးပါလို့ဒါကျွန်တော်ဦးမင်းစော်ရဲ့သားပေါ့အကိုချိုက်ဆုံးတချီလို့ပြောရမယ်ဆိုတော့တချီတွေကအကုန်လုံးကရက်သားသူကလည်းသူတမျိုးစီပေးတယ်ဆိုတော့တမျိုးစီကြိုက်ပါလေအဲ့လိုပဲပြောရမှာပဲเนาะဟိုဟို ဒီတဘုံကြီးအကြိုက်ဆိုးရယ်လို့တော့မဟုတ်ပါဘူးသူကလည်းသူတမျိုးစီတမျိုးစီအနုပညာရတ္တပုံတရံကွဲပြီးတော့ကောင်းမွန်နေတဲ့အတွက်အကုန်လုံးတော့ကြိုက်တယ်ကိုဖေမလို့တော့ကိုပြောမှာမဟုတ်ရေးခဲ့တဲ့သချင်းတွေကတော့ရှိတယ်ဟိုအခုပြောမယ်ဆိုရင်တော့စရည်ပြစ်တာဆိုရင်တော့2000ကျော်လောက်ကပါတော့သစဉ်သင်းစွာသူခွေကစရည်ပြစ်တာဆုံးသွားပါပြီကျွန်မလည်းသရုပ်ဆောင်လေးလောက်တယ်သစဉ်သင်းစွာသူခွေမှာအခုစရည်ပြစ်ခဲ့တာပါတော့အဲ့ရလေစပြီးတော့ ေးပြခဲ့တယ်တောက်လျှောက်တောက်လျှောက်လေးပေါ့နော်အစုံပေါ့နော်အစုံတော်လေးအစုံလည်းရေးပြခဲ့တယ်နောက်ပိုင်းတကြံလေးပေါ့နော်တိုင်ပြောမယ်လို့လမ်းသွားတယ်လို့တကြံလေးပေါ့ဒီသမိုင်းလေးကိုပြန်ပြောပြကြပါလေနော်တိုင်ပြောမယ်လို့လမ်းသွားတယ်လို့ producer ကိုမဟာလို့ခေါ်တယ်အဲ့အချိန်ကတီးကောင်ကောင်းသစ်သွားအကူနဲ့ကတငယ်ချင်းပေါ့နော်သူနဲ့အကူနဲ့ကအဲ့တိုင်ပြောမယ်လို့ဘာလို့စလို့တော့တကြံတချင်းနေဆိုလို့ရှိရင်အကူတို့ကအဓိကရွေးရတာပေါ့နော်အကူဆိုလင်းတီးကူဆိုလင်းပေါ့သူရွေးရလဲရှိတာပေါ့နော်အကူတို့ကအဓိကရွေးတယ်ပြီးကိုမဟာကိုပြတယ်သူက producer ပေါ့ အေးဟုတ်ပြီဒါတော့ဘယ်ဆိုတော့ဘယ်ဆိုတော့အကိုတို့ခွဲကြတာပေါ့နော်ခွဲပြီးတော့အဲအဲ့လိုခွဲရေးကြတာပေါ့နော်အကိုကတော့အဲ့တဲမှာအကိုလိုက်ကိုတကယ်ချင်းနဲ့မိုးမင်းနော်အဲအကိုတို့ရေးခဲ့တယ်နော်ဒီဘက်လမ်းသွားတယ်လို့ပါလို့မှဆိုဇန်နူးစန်တာအောင်မင်းတိုင်ပြောမယ်တဲ့မှာဆို no အဲ့တော့ကပြဿနာလေးတစ်ခုတော်ပါပဲအကိုတို့နည်းနည်းလေးကိုစိုးလေးနဲ့ဖြစ်သွားတယ်ဖြစ်သွားတဲ့အကြောင်းတော့နောက်ဆုံးအဖြေရှာလိုက်တော့အက်ဒစ်သမားကြောင့်လို့ဖြစ်သွားတာပေါ့နော် ဒီအဲ့တိုင်ပြောမဲ့တကြံမှာအုံကျွန်းဆိုလို့အကိုတို့တပုတ်ပဲပါလေအဲ့တော့ no ဖွဲ့ကမကွဲသေးဘူးသူတို့၃ယောက်ဆိုတာဗောနော် VCD ထွက်တဲ့အခါကျတော့တင်းနေရမှာဆိုးလင်းဆိုပြီးထိုးလိုက်တယ်ထိုးလိုက်တော့အကိုတို့ကခံစားရတယ်နော်ရေးရအကိုတို့ရေးရပြီးတော့အုံကျွန်းအဲ့တပုတ်ပဲပါလေကျန်တာလေးက copy လေးကြီးပဲအဲအဲ့တော့အဲဒါအမှတ်တရလေးပေါ့ကျွန်တော်ဖြတ်သန်းခဲ့တဲ့ချိန်မှာဒါအမှတ်တရလေးပေါ့ရေးထားတယ်ရောရှိတယ်ဖြိုးကျော်တိုက်တို့လည်းမှလည်းရှိပါတယ်ကျွန်တော်ကျန်တဲ့အစူတော်အစူတော်လေးပေါ့နော်ရေးထားတဲ့ဟာလေးလည်းရှိပါတယ်နော် ဟိုတချို့လည်းအကြောင်းမလားဆိုတော့လေဟိုအရင်ပေါက်တာတွေပါမဖြစ်ဘူးပေါ့နော်နည်းနည်းလောက်တယ်ဒီလိုအဆူတော်တွေကတော့အဆုံပေါ့အများကြီးပဲရေးပြခဲ့တာရှိပါတယ်လို့နော်ဟွန်းပကြီးစရာတယောက်လိုပဲပြောရမှာပေါ့နော်ပကြီးကားလေးတစ်ချက်ကိုမော်ဝင်ပြီးတော့ခံစားနေတဲ့ဒပိုင်းတစပါဆိုတော့ကိုကိုယ်တိုင်လဲဟာလာဟာလာဘေးလူကြီးလဲဟာလာဟင်းလေးပေါ့နော်အဲအလုံးပါဖက်ပြည့်စုံသွားတဲ့အခါကျတော့စိတ်ထဲမှာပီတိပေါ့နော်ကိုကိုထုစစ်လိုက်တဲ့ဟာလေးတခု အရာထဲသွားတယ်ပေါ့အဲဒါဒါတော့ဟိုဘလူးခေါ်လဲပီတီဖြစ်တာပေါ့နော်ကိုသချင်းလေးကိုပီတီဖြစ်တခါလေကိုသချင်းကိုကြိုက်လို့ကိုဘကိုယူရဆိုဘလူးဆူဆူမဆူဆူအဲအဲ့တော့ပတ်သချင်းကကျတော့တန်ပြောမယ်လမ်းသွားတယ်ဖြစ်သွားပြီသူကဒီဘက်တန်ပြောမယ်ကိုမဟာကြီးပဲလို့တာသူကအဲ့ပရိုဂျူဆာကိုမဟာပေါ့နော်ဒီဘက်ကျတော့လမ်းသွားတယ်ဖြစ်သွားပြီပေါ့နော်လမ်းသွားတဲ့နေရာမှာဟိုအကိုတို့သချင်းတွေရွေးချယ်လိုက်တဲ့အခါကျတော့ရွေးပြီးတော့အကိုနဲ့ကောင်ကောင်းသိနေတယ်ပေါ့နော်ကဲကောင်ကောင်းသိခင်ဗျားတော့ ဘဒုရေးဘယ်ဟာရေးပါလို့ကျွန်တော်ကတော့ဒီပေါ်တွေဘဒုရေးမှာဆိုပြီးတော့အကူကစန္ဒာအောင်မင်းနဲ့ဇန်နူးနဲ့အကူရေးပြစ်တယ်အဲဝိုင်းစုခိုင်သိန်းနဲ့ဂဲလီနဲ့ကိုကြတော့ကောင်းကောင်းတရားရေးပြစ်တယ်အဂျန်လာတွေတော့ကိုဆိုးလင်းလို့ကွဲအဲဒီလိုပေါ့နော်အဲအဲ့လိုနဲ့ရေးပြစ်သွားတာပေါ့အဲအဲဘလောက်ရှိဘူးလဲဆိုအကူပြီးပြီးပြင်းစတယ်လို့ပြောမယ်ဆိုတော့2000နဲ့2003လောက်ကပေါ့နော်2000နဲ့2003လောက်တည်းကစတာဂျားထဲမှာအကူ online လောက်ပေါ့အခု 99ပေါ့နော်အဲ99မဟုတ်99လောက်ပြည့်တယ်ဟိုလေးပြောတာ2015 2016 2019ပေါ့အဲ့နောက်ပိုင်းတော့ပါအခုလည်းလည်းအားရောပါတယ်ကြောင်းကြောင်းနေတဲ့အားလက်ချက်လေးကြောင့်ပေါ့အဲ့2018 2019နောက်ပိုင်းဟို ပြောမယ်ဆိုရက်တယ်လို့တော့ဖြစ်သွားတယ်ဗောနော်ရက်တယ်လို့ဆိုတော့တချင်းတွေမရေးဖြစ်ဘူးအစ်စ်တွေမထွက်ဖြစ်ဘူးဟိုဖန်နှီးမှုတွေမလုပ်ဖြစ်ဘူးတချင်းတွေလည်းထပ်ဆူတာတွေမလုပ်ဖြစ်ဘူးအဲကြားထဲမှာတစ်ခါလာပဲတီးတန်သားကိုသတိမမေ့နဲ့ဆိုတော့တချင်းလေးပို့လိုက်တော့တီးတန်သားယူဖြစ်တယ်ယူဖြစ်ပြီးတော့တီးတန်သားဖြန့်ဖြစ်တယ်ဗောနော်သကြံတစ်ခါဖြန့်ဖြစ်တယ်ပြီးတော့အကိုအကိုဟိုခက်ခဲလေးကြီးကြောင်းဗောနော်အကိုဒီပေါ်မှာနှလုံးသားအာဟာရချိနေတယ်ဗာလို့ပဲပြောရမလားမလန်းစမ်းတော့ဒါမလုပ်ဖြစ်ဘူးဗောအဲဆယ်စုနှစ်တစုနေပါတော့ ကျွန်တော်ရက်ဖြစ်သွားတာပေါ့နော်ဒါအခုပြန်လည်ပြီးတော့အချိန်နဲ့စတင်လာပေါ့ကျွန်တော် TV ဓာတ်ရေဆိုပြောမယ်ဆို23ပုတ်လောက်ရှိတယ်အချောအဲ့ဒါလေအခုတပုတ်ပြီးတပုတ်ကျွန်တော်တေချာပြန်ထုတ်မယ်ပေါ့စိတ်ညစ်ပြီးတော့ပြစ်ထားခဲ့တဲ့ဟာတွေပေါ့ကျွန်တော်ကုညီပြီးတော့တီးခတ်ပေးခဲ့တဲ့အဲကျေးဇူးရှိတဲ့သူတွေပေါ့ကျွန်တော်ဒီကနေ့ကြုံလုံးဂါရဝပြုစကားလေးပြောချင်ပါတယ်ခွင့်ပြုပေးပါတော့မေတ္တာတော်က ROS ပေါ့ကိုဇော်လက်နော်ပြီးတော့ကိုကျင်ခန်းဘုံကော်မြတ်ထို့တို့နော်ဒါဝေဖြိုးတို့ကျွန်တော်ဆိုရင်ငွေကြီးမပါပဲနဲ့ သူတို့ဒီပေးခဲ့တဲ့ခြင်းနဲ့အများကြီးပါကျွန်တော်အခုတဘောကြီးတစ်ပုဒ်ပြန်ထုတ်ပါပါအဲ့အတွက်ဒီကနေပြီးတော့ဒီသူတို့ကာလဝပြုတဲ့အကြောင်းလေးကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကတော့အခုဟိုးရင်ဒီဂီတာလောကလည်းစလဲရအခုအိမ်မက်လေးရှိတယ်အခုတို့မြန်မာပြည်ရှောက်ပတ်တယ်ဗောနော်အရင်တော့ဆိုပြောစရာအရန်ကောင်းတဲ့ခေတ်ဆိုတော့လေအခုတို့ဒီစဝယ်ကားသားခေတ်ကတလောက်မသွားအောင်ဆိုဆယ်ပွဲလောက်ကတော့ပတ်နေရတယ်နေလေးရှောက်သွားမြန်မာပြည်နဲ့ရှောက်သွားတော့အဲ့မှာတွေ့ခဲ့တဲ့တွေ့ကြုံလေးပေါ့ဘာတွေ့လဲဆိုတော့တချို့ရွာတွေ နေရာလေးဝင်ပြိုးတဲ့နေရာလေးမြန်မာပြည်မှာအများကြီးရှိရလေတချို့ရွာတွေကိုပွဲတွေရောက်တယ်ရောက်တဲ့ခါမှာအဲ့ရွာတွေမှာတချို့ပုံပတ်သက်ရှိတယ်တချို့ကလည်းမရှိဘူးပေါ့နော်အဲ့မှာသူတို့ဂီတာတီးကျင်နေပေါ့တီးကျင်တဲ့ခါကျတော့ဂျုံတဲ့အခါလေးတွေမှာဂျုံတော့အကိုပြပေးပါလားဆိုတဲ့ခါမှာအကိုပြပေးတယ်ပြပေးတဲ့ခါမှာ3 4 5ယောက်လောက်မှာတယောက်လောက်ကအုံးစုချက်ချင်းလိုက်လုံးနိုင်တော့သူတဲလန့်ရှိတယ်သို့တော့အဲ့ဒီသားပါကျွန်တော်လည်းပြန်သွားတော့သူတို့အတွက်ဟိုကြေကွဲစရာဖြစ်သွားတာလေနော်ဆရာမရှိဘူးပတ်သက်ရှိရင်တော့ဆရာမရှိဘူး ဲ့လိုနေရာတွေလည်းရှိတယ်။နောက်တချို့ကြတော့လည်းဆရာရှိတော်လဲပတ်သက်အခက်အခဲရှိကြတယ်ကျွန်တော်တို့တိုင်းပြည်ကငိုတွေကတရေတိုင်းပြည်ဆိုတော့ဒီနေရာပဲအဲ့လိုဒုက္ခတွေတွေအတွက်နောက်ပြီးတော့တချို့ကြတော့လဲဝါသနာပါလဲပတ်သက်တော့ပေးနိုင်တယ်အလုံးရှိတော့အလုံးနဲ့အချိန်မပေးနိုင်ဘူးအဲ့အဲ့လိုအဲ့လိုလူမျိုးတွေအတွက်အကွာကုသိုလ်ဖြစ်ဒါကျွန်တော်အကောင့်လေးကြည့်ပြီးတော့လေ့လာရင်းနဲ့ဒါတော့ professional ဖြစ်တဲ့အထိလဲကျွန်တော်နီးစနစ်တွေတဖြည်းဖြည်းတင်တဖြည်းဖြည်းတစ်ဆင့်တစ်ဆင့်ဒူးပြီးတင်ပေးသွားမှာပေါ့နော်အဲ့လေးကိုကြည့်ပြီးတော့သူတို့တွေကိုရသေးခြင်းလဲ ကျွန်တော်ကတော့ကုသိုလ်လိုချင်တယ်ကုသိုလ်ရချင်တယ်ဒါပါပဲသူတို့တွေဒီဟာလေးတွေကျွန်တော်ခန်းကဏ္ဍလေးသင်တန်းလေးတွေကလည်းကြည်ပြီးတော့ဒါအခမဲ့ပေါ့နော်သူတို့လေးလာရင်လည်းကြိုးစားရင်ကြိုးစားသလိုဒီလောကလည်းရောက်လာဆိုတော့လည်းကိုယ့်ရဲ့ပီတိပေါ့နော်ဒါဒါလေးပါပဲလို့ဒါအဓိကတော့ကုသိုလ်ဖြစ်ရည်ရွယ်ပါတယ်လို့နော်အားလုံးအမရှိမဖြစ်တခြင်းလေးကပြောမယ်ဆိုရင်တော့ဟိုကြီးတာကြာပြီအဲ့တခြင်းလေးကလွန်ခဲ့တဲ့15နှစ်လောက်တည်းကကြီးတာတဲ့တခြင်းလေး15နှစ်ကျော်လောက်တည်းကကြီးတာတဲ့တခြင်းလေးပေါ့ လုံးမယ်ဆိုပြီးတော့အဲ့ကာလာတွေလည်းသွားတိုက်ဆိုင်ပြီးတော့ဂျားထဲမှာဆယ်စုနှစ်တစုလောက်ရက်သွားတယ်မလုံးဖြစ်ဘူးအဲဟိုးပြီးခဲ့တဲ့နှစ်ကတငယ်ချင်းတရားကိုနိုင်ဆိုတာဒူပရာသားလေဟိုဟိုအိမ်မက်ဆွန်ရာစီဇန်3ရဝင်လာပေါ့သူပထမအဲ့တချင်းလေးကိုစူဖို့ဆိုပြီးတော့အကိုရှီယာဟိုနေ့ဖြစ်ပြီးလှုပ်တီးခတ်ပြီးနောက်ပိုင်းသူလည်းအကြောင်းကြောင်းနဲ့မလုံးဖြစ်တော့ဟိုတချင်းလေးပြန်လုံးမယ်ဆိုပြီးတော့ရွယ်တော့အစအဖေတချင်းနဲ့တော့စပဲပေါ့အဖေကဂါရဝပြုတ်မယ်ဆိုပြီးတော့ကြံနှစ်သိမ့်မင်္ဂလာ အကိုနဲ့ဟိုတလောကဆုံးပါရဖြစ်တဲ့ကောင်းမြင့်ဆန်စူဘူးနဲ့နှစ်ယောက်တွဲလေးကောင်းမြင့်ဆန်လည်းကိုစားရေးတဲ့အနှစ်သိမ့်မလားအကိုနဲ့ဇုံတွဲဆူကျင်တယ်တဲ့ဆိုရဲအေးငါလည်းသချင်းနေပြန်လုံးပါဆိုတော့အတော်ပဲအဖေကိုဂါရဝပြုတဲ့အနေနဲ့ငါပြန်ထွက်တဲ့အချိန်မှာအဖေသချင်းနဲ့ထွက်ချင်လဲဆိုပြီးတော့နှစ်သိမ့်မင်္ဂလာကို29ရက်နေ့ကတီးတန်လာဖြန်တယ်28ရက်နေ့မှာငလျင်ဖြစ်တယ်အဲ့တော့အားလုံးပူဆေးတော့ကရောက်နေတဲ့အတွက်29ရက်နေ့ကဖြန်လန်းစားတော့ဖြန်ပြီးသွားပြီပေါ့နော်ဖြန်တဲ့အတိုင်းလေးပဲထားလိုက်ပြီးတော့အဲ အဲအဖေတချင်းလေးဂါလဝပြုတဲ့အနေနဲ့ကျူထွက်ထွက်ပြေးချင်တဲ့ဆန္ဒလေးတော့ပြည့်သွားပါဘောနော်အဖေတချင်းလေးထွက်လိုက်လေပေါ့ပြီးတော့လူသားချင်းစာလာမှုပေါ့နော်ကျွန်တော်တို့အားလုံးတလိုင်းငံလုံးပူဆွေးတော့ကရောက်နေကြရတော့ကျွန်တော်ဒီနှစ်သိမ့်မင်္ဂလာတကြံကိုဆက်ပြီးတော့ဟိုနေ့မဖြစ်တော့ပဲလက်အခုကတော့ဒါမရှိမဖြစ်ပေါ့နော်အဲကိုနိုင်ကလည်းအကြောင်းကြောင့်လည်းမလုပ်ဖြစ်တာလေအဖေတချင်းလေးလုပ်ပြီးတော့အဲတော့ဒီတချင်းလေးဟိုနေ့ဖြစ်တယ်ပေါ့နော်မရှိမဖြစ်လေးကိုသူလည်းမလုပ်ဖြစ်တော့ဘူးဆိုတော့ကိုပဲလုပ်လိုက်တော့ပဲဆိုပြီးတော့အဲဒါလေးလုပ်ဖြစ်သွားတာပါ thank you ရောက်တာနာချေခဲ့တာကဘာကြီးအသက်ရှိတဲ့ရွေးလေးရှင်သမဲလုံးစမရခဲ့ပါဒီချစ်တခုဟာငါငါဘဝမုန်းတွေပြောင်းပြန်မရ